မင်္ဂလာပါပရိသတ်ကြီးရှင်ဟန်ချဲလုံကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးချင်တာကပရိသတ်တွေအားလုံးချစ်ခင်ကြတဲ့တရုတ်ဆောင်ပိုးကြဖြူခင်ရဲ့ဝန်နေစရာရင်ဖွင့်တန်တစ်ခုအကြောင်းပဲဖြစ်ပါတယ်မိခင်တယောက်အတွက်သားသမီးတွေရဲ့ငွေနေ့ကအပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်တဲ့ပေမဲ့ တရုတ်ဆောင်ပိုးကြဖြူခင်အတွက်တော့ဒီနေ့မွေးနေ့မှာဝန်းနေစရာအဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အကြောင်းကတော့တားလေးစိန်ဦးရဲ့မွေးနေ့မှာဖခင်ဖြစ်သူအကိုထွန်းစီကဘာလက်ဆောင်မှမရခဲ့တဲ့အပေါ်ပိုးကြဖြူခင်ကသူ့ရဲ့ခံစားချက်တွေကိုပရိသတ်တွေကိုအခုလိုရင်ဖွင့်လာခဲ့ပါတယ်။ပိုးကြဖြူခင်ပြောပြလာတာကတော့ဒီနေ့မွေးနေ့မှာတားလေးစိန်ဦးကသူ့ဖိုးဖွားဦးလေးအတော်မောင်နှမဝမ်းကွေးတွေအားလုံးစီကလက်ဆောင်တွေအများကြီးရခဲ့ပါတယ်တဲ့။ဒါပေမဲ့ ဟာဂင်ရင်ဖြစ်သူသူ့အဖေစီကတော့ဘာလက်ဆောင်မှမရခဲ့ပါဘူးဒါဟာဒီတစ်နှစ်တည်းမဟုတ်ပါဘူးမနှစ်ကမွေးနေ့မှာလည်းမရခဲ့ဘူးသလိုဒီနှစ်လည်းမရခဲ့ဘူးလို့ဆိုပါတယ်ဒါတင်မကသေးပါဘူးခင်မွန်းဖြစ်သူကအပြင်ကပြန်လာရင်တောင်သားလေးအတွက်ဆိုပြီးမုံလေးအယုတ်လေးဝယ်လာပေးတာမျိုးတခါမှမရှိခဲ့ဘူးလို့ပိုးကြဖြူခင်ကစိတ်မကောင်းစွာယဉ်ဖွင့်လာပါတယ်ဒီလိုခွဲခြားဆက်ဆံခံရတာဟာသားလေးစိတ်ဦးတယောက်တည်းမဟုတ်ပြန်ပါဘူး တားအကြီးဆုံးဖြစ်တဲ့ဖုံးပြေကိုလည်းအဖေဖြစ်သူကဘရောမလက်ဆောင်ပေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့အန်အားတင့်စရာကောင်းတာကခီမွန်းဖြစ်သူအကိုထွန်းကသမီးတွေအပေါ်မှာတော့ဒီလိုမဟုတ်ပြန်ပါဘူး။ပိုးချဖြူခင်ပြောပြချက်အရသမီးတွေအတွက်ဆိုရင်မွေးနေ့လက်ဆောင်ကအစအသေးစိတ်ပြင်ဆင်ပေးတတ်ပြီး ်ဆုံးမရင်အောင်စကားကြမ်းကြမ်းနဲ့တခါမှမပြောဘူးလို့ဆိုပါတယ်။တားရီအပေါ်မှာတော့အငဲစုအငဲအပြစ်ပေးပြောတတ်လို့ခင်းချောင်းပုံအယံမာရင်းနေချောင်းပိုးကြဖြူခင်ကထောက်ပြလာခဲ့ပါတယ်။ခင်မွန်းဖြစ်သူကတော့ဒီမီသားစုမှာလူဖြစ်လာတာကအနှတရထက်ပိုတဲ့လက်ဆောင်ပဲလို့ပြောတတ်တယ်လို့ဆိုပါတယ်။ပိုးကြဖြူခင်ကသူမရဲ့ခင်မွန်းကိုသူ့အဖေလိုမျိုးဖြစ်စေချင်တယ်လို့ဆိုပါတယ်။သူမရဲ့အဖေကတားငယ်ဆုံးလေးအုံမူးလေးကိုအယံချစ်ခဲ့တာကို ဥပမာပေးပြီးကိုခင်မုန်းကိုလည်းသာသမီအလုံးအပေါ်နူးညံ့ကျင်နာဂယုဆိုင်စေခြင်းတွေလို့ရင်ဖွင့်ခဲ့ပါတယ်။ចောင်းသွားចောင်းပြန်ကအစလိုက်ပို့စေခြင်းပြီးအပေါင်းအသင်းတွေထက် မိသားစုကိုပိုခင်တွေစေခြင်းလေလို့ဆိုပါရယ်အခုတော့ပိုးကြဖြူခင်တယောက်ထဲကကလေးအလုံးနဲ့ပတ်သက်သမျှပွဲလန်းကအစအရာရာကိုဥဆောင်စီစဉ်နေရပါတယ်သူမကကိုထက်မသားရင်အောင်ကိုတဝက်လောက်တော့ကလေးအလုံးနဲ့ပတ်သက်လာရင်သူကိုယ်တိုင်ဝင်စီစဉ်တာဥဆောင်တာမျိုးဖြစ်စေခြင်းလေလို့သူမရဲ့ညှော်လင့်ချက်ကိုထုတ်ပြောခဲ့ပါတယ်နောက်ဆုံးဝန်နေစရာအကောင်းဆုံးကတော့ပါလီရဲ့ဝင်းနေအလူလုံနေတဲ့နေ့မှာအလူပြီးကန်ဒီအချိန်ထိခင်မုန်းဖြစ်သူက ိယာကမထသေးဘူးဆိုတဲ့ဖြစ်ပါပဲပိုးကြဖြူခင်ခဗျာဘလောက်တောင် စိတ်မကောင်းဖြစ်လိုက်မလဲစဉ်းစားတာကြည်ပါတော့ရှင်ကဲပရိသတ်ကြီးရေဖခင်တယောက်ရဲ့တာဝန်နဲ့ပတ်သက်ပြီးသားသမီးအပေါ်ခွဲခြားဆက်ဆံနေလို့ယူဆရတဲ့ဒီဖြစ်ပျက်အပေါ်ဘလို့မြင်ကြလဲပိုးကြဖြူခင်ရဲ့ဇနီးတယောက်မိခင်တယောက်အနေနဲ့ခံစားနေရတာတွေအတွက်ပရိသတ်ကြီးရဲ့အမြင်တွေကိုလည်း comment မှာဝေမျှပေးခဲ့ကြပါဦးရှင်။နေ့စဉ်ဆယ်လီသတင်းထူးတွေကိုကြည့်ရှုဖို့ Han Channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်။